ပြောတာပေါ့နော်ပြောတာပေါ့အဲ့တော့ကျွန်တော်ကနေပညာတက်တန်း၃နှစ်တော်တွင်မှာဒီလို Academy ဝိုင်းတရုတ်ဆောင်ပြီးတော့တကက်ကိုဟိုသူကခစ်ကကြားပြီလीနော်သူများလို့တခစ်ထဲပို့ပြီးပျောက်သွားတာပေါ့ခစ်အဆက်ဆက်သူထိန်းလာတယ်သူ့ရဲ့ demand ကိုဒါဘာလဲပြောပြောကိုယ်နဲ့လက်တွဲပြီးအတူတူလှုပ်လှုပ်ရအောင်ဆိုတော့ညာဥတော်မပြောဘူးအဆောင်ဆိုတော့အဲ့ဒါရိုက်ကွင်းပေါ်ကြရင်တော့ကြီးကြပြီးမေးရအောင်ပေါ့ဒါလည်းမြင်မှုစိတ်ကြီးရအောင် ော်ကျမ်းမာရေးပါအဓိကတော့အမအသက်ရွယ်နေဆိုအမအများကြီးအလုံးလုံးချင်သေးတာပေါ့နော်ဖြစ်နိုင်တော့ ကျမ်းမာကျန်တာပေါ့နော်အဓိကတော့ကျမ်းမာရေးပါပဲဘူးနေမှာကျမ်းမာရေးကောင်းအောင်ကျန်တာတစ်ချက်တွက်ချက်ပြီးရေရရချေပေးမယ်လေโอเคကျမ်းမာရေးကောင်းရေရရတော့တောင်းပဲလူယောက်ကအဓိကဓာကြီးလေးပါတဲ့ဖို့လိုတာပေါ့နော်ဓာကြီးလေးပါချွေးနေတယ်ဆိုရင်ခုလိုမျိုးကျမ်းမာရေးဖြစ်လာအဲ့တော့ဓာကြီးလေးပါညင်ညွတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီပေရင်ကိန်းကနန်းရဆိုလို့ရှိရင်ဓာကြီးလေးပါညင်ညွတ်အောင်ဘယ်လိုအရွက်တွေကိုဘယ်လိုစောင့်နေစာလေးရှိတယ်အားဒီနဲ့ကောင်းဆုံးလုပ်ပြီးမယ်မှာအမောင်လေးယုံကြည်ပြီးသားရေကွေးလို့ရေရရချေပေးလိုက်ပဲ ဒီကားလေးက၃နှာညီဆိုတဲ့ကားလေးပါအဲမေတ္တာတရားနဲ့ပတ်သက်တာလေးကိုဖော်ပြပြမယ်ကားလေးပေါ့နော်အဲအမရဲ့ကျွန်တော်ရဲ့တတထွန်ရဲ့ခိုင်နှိုးရဲ့အခြားအတိုင်းလည်းအများကြီးပါပါတယ်အဲမြန်မာလူမျိုးတွေကြိုက်မဲ့မြန်မာတိုက်ကားလေးပေါ့နော်ဒီကားလေးတကားပါပါတယ်ခင်ဗျကျွန်တော်ကားတိုင်းကတော့လေတမယူကြနဲ့မတူညီပဲခွဲထွက်ပြီးတော့မှကြည့်တဲ့သူရဲ့ရှင်ထဲမှာဟို မက်ဆစ်ကိုကိုဘူးတူတာကူလေးကြအောင်တော့ကျွန်တော်အမြဲကြီးပါတယ်ဒီကဇလန်းဆန်မြောင်းကကိုကိုတိုင်းရေးတာဆိုတော့ကျွန်တော်ပြည့်တက်ကိုပေးခြင်းနဲ့ဘူးတူတာလေးတော့ကားတိုင်းမှာပါပါလေဗျအဲအမလောလောဆယ်တော့အမအပိုင်းလောက်ပူပဲအမဟိုဒီမောင်လေးပြပြတက်လောက်ပေါ့အမသိတယ်အဲအမလောက်ရမယ့်ဟာလေးတွေကလည်းအမကြိုက်တယ်ပေါ့နော်လောက်ွက်ကလေးတွေလည်းရှိတယ်ဆိုတဲ့အတွက်အမဒီကားကိုလက်ခံပြတာဒီကားကိုကျွန်တော်စပြီးတော့ ဇက်ကိုအာယုံခံစားပြီးစရေးကြရပါတော့ကျွန်တော်ရဲ့အကျင့်တစ်ခုကဇက်တစ်ခုကိုရေးပြီးဆိုရင်အဲ့ဒီကာရိုက်တာဘယ်မင်းသမီးနဲ့လိုက်လဲဆိုတာကျွန်တော်ခံစားတတ်တဲ့အခြေအနေရှိတယ်အခုအမဆိုလို့ရှိရင်ဒါအမအကယ်ဒမီရခဲ့တဲ့ကားတွေရောပြီးတော့အမရဲ့ကွန်ထရက်တစ်ခုပို့ပြီးတော့တက်စီတဲ့ကားတွေပေါ့နော်အမဒီမန်းချစ်ခဲ့တဲ့ကားတွေတကယ်ကောင်းခဲ့တဲ့ကားတွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အခုဒီထဲမှာမွေးထားတဲ့ကာရိုက်တာနဲ့အရင်လိုက်နေရအဲ့တော့ဒီကာရိုက်တာအမမဖြစ်မယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်မို့အမရှိကိုကျွန်တော်ကန့်လန့်တာပေါ့နော် မကလည်းအရန်ကျေးဇူးတင်ဖို့ကောင်းပါတယ်ကျွန်တော်ရဲ့ကံတမ်းမှုကိုလက်ခံပေးတယ်တကယ်ဆိုလို့ရှင်ဟိုကျွန်တော်တို့လိုဒီနေရာတစ်ခုရအောင်ကြိုးစားနေတဲ့လူတွေကိုဒီလိုစီနီယာတွေကမှလက်တွဲမခေါ်ဘူးဆိုကျွန်တော်တို့ကလည်းမတွေ့ဘူးပေါ့နော်အဲ့တော့ဒါလက်ခံပေးတယ်အမကျေးဇူးအများကြီးတင်ပါတယ်ရပါတယ်အမဟုတ်တယ်ခင်ဗျာဟုတ်ဆိုသူမဖြစ်မယ်ဆိုတာဒီမှာလေဟိုယောက်ျားတယောက်ကိုအရန်ချစ်တာတွေယောက်ျားတယောက်နဲ့ပတ်သက်ပြီးအရန်ပေးဆက်ရတာတွေကအဲ့မျက်လုံးတွေအသက်တွေအပြောတွေအငူတွေပြီးတော့ဒေါသထွက်တာတွေစိတ်မနေခံရရဖြစ်တာတွေကသူ့ရဲ့မျက်လုံးနဲ့သူ့ရဲ့တပါနဲ့အလိုက်ဆုံးနေခင်ဗျာအဲ့ကြောင့်ကျွန်တော်ဒီဇက်ကိုရေးကြရ ။ဟာအမကိုရအောင်ပုံမှန်ရှင်းနေစမ်း။အမကိုလမ်းပြီးတော့ကုညီတောင်းပြီးချိန်ရတာ။ကျွန်တော်ကျတော့မြန်မာလူမျိုးပြည်ပြည်မြန်မာကားကြီးရဲ့ထဲမှာပါတချို့သောသူတွေမြန်မာကားတွေကိုဘယ်တော့ပဲတက်ခိုက်တက်ခိုက်ကျွန်တော်တို့ကြောက်ရတယ်ဟိုအင်္ဂလိပ်စကားပြောတာကိုမြန်မာစာတန်းထိုးပြီးတော့ကြည်ရတဲ့အရသာတဲ့မြန်မာကားကိုမြန်မာလိုပြောပြီးတော့ရိုက်တာကိုကျွန်တော်တို့ပူကြိုက်တာပေါ့လေကျွန်တော်ကြည့်ခဲ့ပြီးတော့မြန်မာကားတွေထဲမှာကျွန်တော်အရန် crazy ဖြစ်ရတဲ့မင်းသမီးတွေမှာပါတယ်ခင်ဗျာပြောတာပေါ့နော်ပြောတာပေါ့အဲဆိုကျွန်တော်ခုနေပညာတက်တန်း၃နှစ်တော်အတွင်းမှာဒီလို academy ဝိုင်းတရုတ်ဆောင်ပြီးတော့တကက်ကိုဟို သူကခစ်ကကြားပြီလေနော်သူများလို့တခစ်ထဲပေါ်ပြီးပျောက်သွားတာပေါ့ခစ်ဆက်ဆက်သူထိန်းလာတယ်သူရဲ့ demand ကိုဒါဘာလဲပြောပြောကိုယ်နဲ့လက်တွဲပြီးအတူတူလှုပ်လှုပ်ရအောင်ဆိုတော့ညာဥတော်မပြောဘူးအဆောင်ဆုံးတော့အဲ့ဒါရိုက်ကွင်းပေါ်ကြရင်တော့ကြီးကြပြီးမေးရအောင်ပေါ့ဒါလည်းမျိုးစိတ်ကြီးပါဟောကျမ်းမာရေးပါအဓိကတော့အမအသက်ရွယ်နေဆိုအမအများကြီးလှုပ်လှုပ်ချင်သေးတာပေါ့နော်လှုပ်လှုပ်ချင်သေးတော့ ခါကြရနေမကောင်းတဲ့ခါမျိုးကြရင်စိတ်ညစ်တယ်အခုတော့မှပဲအဲ့လိုမျိုးဟိုဆိုဒီယမ်ကျနေတယ်ဆိုတော့ result ကအဲ့လိုထွက်လာတော့အမနေလို့တိတ်မကောင်းဒီနေ့အောင်တော်တော်အားယူပြီးတော့မောင်လေးကိုလည်းလာမယ်လို့ပြောခဲ့တော့ဩငါမသွားရင်မကောင်းလေလို့ဆိုပြီးတော့ဂရိပေးထားတော့အမလည်းရောက်လာတာပေါ့နော်ရှေ့လေးရက်လောက်ဆိုရင်အမထတော့မထနိုင်ဘူးအဲသူကဆိုဒီယမ်အားနေတာဆိုတော့သူကနုံးတယ် အဲ့တော့နေလို့မကောင်းဘောเนาะအဲဆရာဝန်နဲ့တော့အမဆက်ပြအောင်ကိုယ့်ကိုအားမလို့အားမရဖြစ်တာဘောเนาะအမတို့ကအလုံးလုတ်တဲ့ခါကျရင်စိတ်ရောကိုယ်ပါလုတ်တဲ့ခါကျရင်ဟာနေမကောင်းရင်စိတ်ကစိတ်သွားတိုင်းကိုယ်မပါတော့ဘူးသိရမလားဟိုဟန်ဆောင်ပါဆောင်တာ လုံနေရတယ်ပြီးရင်အမတို့လုံရတဲ့အခမ်းမျိုးတွေကလည်းအဲ့လိုဒေါသထွက်တာပေါက်ကွဲတာအဲ့လိုမျိုးတွေကြရင်ဟိုတစ်ဖက်လူကိုလည်းအားနာရတယ်ကိုယ်ကမနိုင်လောက်နိုင်ပေးရင် ကိုကမှားနေကိုကခဏခဏကြီးပြန်ရိုက်နေရတယ်ဆိုရင်တစ်ဖက်လူတွေလည်းမကောင်းပါတော့။ဒါပေမဲ့ကိုကကိုလည်းတခါတည်းအပီးဆိုပြီးတော့အထက်ရိုက်လိုက်ရင်လည်းနောက်တစ်ဆင်းရိုက်ဖို့ကအမကတော်တော်ပြင်ဆင်ရတယ်။အဲအဲအဲ့ဒါတွေကြောင့်ဟိုဖြစ်နိုင်တော့ချက်မှကျင်တာပေါ့နော်အဓိကတော့ချက်မှရေးပါပဲ။ဘူးနေမှာချက်မှရေးကောင်းအောင်ကျွန်တော်တစ်ချက်တွက်ချက်ပြီးရေးရိုက်ချေပေးမယ်လေ။โอเคခဲတဲ့ကောင်ပေါ့နော် ကျမကောက်ရေတရတော့တောင်းပဲလူရောက်ကအဓိကဒကြီးလေးပါတဲ့ဖို့လိုတာပေါ့နော်ဒကြီးလေးပါချွေရင်းနေဆိုရင်အခုလိုကျမကြီးကဖြစ်လာအဲ့တော့ဒကြီးလေးပါညင်ညွတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီပေရင်ကိန်းကနန်းရဆိုလို့ရှိရင်ဒကြီးလေးပါညင်ညွတ်အောင်ဘယ်လိုအရွက်တွေကိုဘယ်လိုစောင့်နေစာလေးရှိတယ်အားဒီနဲ့ကောင်းဆုံးလုပ်ပြီးမယ်မအားမော်လေးရုပ်ကြည့်ပြီးသားရေကွေးလို့ရင်းနေတာရေတရချွေပေးလိုက်ပဲအာကြုံဦးပါတယ်အများကြီးပဲပေါ့နော်အာဒါပေမဲ့လည်းအမားမှာ အာအဖေလိုပေါ့နော်အမမိဘတွေမရှိသေးရာရှိစင်နေရပေါ့နော်အဖုံဖုံတစ်ပါးရှိရယ်အမတို့ ਨੇ ဟိုမိဘလိုပေါ့အဲဆိုတော့အဖေရောမေရောအဲ့ဒီဖုံဖုံကိုအမအတ်ခဲတယ်ပေါ့နော်သူသမီးလေးအနေနဲ့ပေါ့နော်အတ်ခဲတော့အဲ့ဒီဖုံဖုံကပဲအမရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့အဲသူတခုခုဆိုရင်ပေါ့ဖုံဖုံရဲ့သမီးကတော့ဒီလိုလေးဖြစ်နေတယ်ကြည်ပေးပါအောင်ဆိုရယ်အဖုံဖုံကပဲအဆဆရအားလုံးလုပ်ပေးပါတယ်အဲအမဖြစ်နေကြမဟုတ်တဲ့အရာမျိုးတွေပေါ့နော် အဲအဲ့အဲ့လိုမျိုးတွေပေါ့အမအမြင်တမ်း active ဖြစ်နေတဲ့လူတယောက်ကနေပြီးတော့အမဘုံဆိုဟိုဘာမှလည်းမဖြစ်ဘဲနဲ့အဲ့ရတဲ့လဲသွားတာတို့ဟိုလူကအဲ့လိုစိတ်မပျော်တော့တာတို့ဘာလို့ညာလို့ကြရအမအဲ့လိုကြိတ်ခိုင်းတာပေါ့နော်တတိထားပြီးသွားတာဟုတ်တတိထားပြီးသွားတယ်อืมဟောပေါ့နော်အခုအမပြောရတာအဖြစ်ပဲလीနော်ဟိုကို တခုခုလောက်တာတခုခုကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေကြပုံမှန်နဲ့မတူပဲပြောင်းလဲသွားပြီဆန္ဒတခုခုပြလာပြီဆိုလို့ရှိရင်အကောင်းဆုံးကတော့လေအဲ့ဖုန်းကြီးကိုယ်ပွဲတာအကောင်းဆုံးပဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာဖရာတရားတန်ခါအဓိကပဲဖရာရှိခိုးတဲ့အိမ်မှာပြီးတော့တရားနာတယ်ပြီးတော့တန်ခါကိုကိုယ်ပွဲတယ်ဆိုအဲ့တန်ခါရဲ့စီးပေါ့တော့တန်ခါရဲ့မြေတားတက်ကိုရတယ်ဆိုရင်ကြီးွားတယ်ပြီးတော့အဲ့အောင်းနန်းတိုက်တွေဆုံးတိုက်တွေဖယ်ရှားနိုင်တာပေါ့အဲ့တော့ဒါအမဒါတန်ခါတော်ရဲ့ရေအောက်အဝါသားအောက်မှာဖရာရဲ့သားတော်ရဲ့မြေတားကိုခံယူထားတာဆိုတော့အမကျမ်းမှာပါပါဒါ ခုလည်းကျမ်းမာပါလားအလုပ်ပေးမှာပါကောမောင်လေးပဲ။အမောင်လေးရှိနေမှာတော့ပြည့်စုံသွားပြီ။ဟုတ်တယ်။အဲဒီကြုံရှိဘူးလားဆိုတော့ရှိတာပေါ့နော်။ရှိတာပေါ့ဆိုတော့ကျွန်တော်ကဒီလုံနဲ့လှုပ်ရှားနေတယ်သူဆိုတော့ဒါမုံလို့တိုက်တာလည်းရှိတယ်၊ချစ်လို့တိုက်တာလည်းရှိတယ်။တချို့သောသိပ္ပံပညာရှင်တွေကကျတော့မယုံဘူးဆိုပေမဲ့ကျွန်တော်တို့လူဝိုင်းမှာမမြင်ရတဲ့ဘုံဘွားတွေဆိုတာရှိတယ်။အဲ့ဒီဘုံဘွားတွေကိုလည်းဥပက္ခပြုထားလို့မရဘူး။ဒါကိစ္စတွေကပြောမယုံကြုံမှသိတယ်။အတွေ့အကြုံတွေရှိတယ်။ဒါပေမဲ့အဓိကအဖျားတရားတန်ခါကိုကိုယ်ဝယ်နေမှဖြစ်ပေါ့ရပါတယ်။ အအဓိကတော့ကျွန်တော်တို့ကအိမ်တော်အိဆက်ပါပဲအိမ်တော်အိဆက်ကိုဟိုပုံမှန်မြင်နေကြအိမ်တော်အိဆက်နဲ့ကွဲထွက်သွားမယ်အရာလေးကွာမေတ္တာတရားတွေကိုရှင်ပြမယ်အိမ်တော်အိဆက်ကလေးပါဟုတ်ဟိုလိုမျိုးအခုနောက်ပိုင်းနေဟိုဟာဖြစ်တဲ့ တယောက်တယောက်လူကြတယ်ဆိုတဲ့အရာမျိုးတော့မဟုတ်ဘူးပေါ့နော်အိမ်တော်ကြီးတော့အိမ်တော်ကြီးပဲအိမ်တော်ကြီးလို့ပြောလိုက်တာနဲ့တချို့ကဟာဖောက်ပြန်မလားဒါပဲလားဆိုတဲ့ခေါင်းဆက်အောက်ကိုကျွန်တော်တို့မတော်ဘူးခင်ဗျအဲဒီကကျွန်တော်တို့ရဲ့တာမေတ္တာတရားကိုပေါ်ကျူတဲ့ဟာလေးပေါ့နော်ဘယ်လောက်ထိချစ်ကြလဲဘယ်လောက်ထိချစ်နိုင်အဲ့အချစ်တွေမှာဘာတွေဖြစ်လာတာလဲဆိုတဲ့မေတ္တာတရားဒါကြောင့်မို့သုံးသားညီလို့ပြထားတာပါခင်ဗျ အာပိုင်းရီအတွက်ကတော့များမှာပါဒါဟိုစင်တာတင်ထားတာကတော့ဒါပိုင်း15ပိုင်းလောက်နဲ့စင်တာတင်ထားတာပေါ့နော်ဒါရိုင်းတက်လန်ကနေကျွန်တော်တို့အကောင်းဆုံးဖန်တီးမှာပါခင်ဗျာအဲဒီကားလေးကိုအမကလည်းဇက်ကောင်လေးကိုလည်းကြိုက်တယ်ဇလန်းလေးကလည်းကောင်းတယ်အဲပြန်နေချာဇလန်းနေနဲ့မတူပဲねတမူထူးကြပြီးတော့ကွဲထွက်နေတဲ့ဇလန်းလေးဖြစ်တဲ့အတွက်ဒီဇလန်းလေးပြတဲ့ချိန်ကျရင်အားပေးကြပါအောင်လို့အမဖိတ်ခေါ်ပါတယ်ဟုတ် ီကားလေးကကျွန်တော်ရဲ့ယာဉ်ထဲကနေခန်းစားပြီးတော့မှအကောင်းဆုံးပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့ကြောင့်ကျွန်တော်ပြည့်သက်တွေထပ်ပြီးကြပြီးအကြိုက်တွေမှာပါဝင်ရအပေးပါဦးဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါ